ပရိသတ်များအလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Rangoon Sport Run Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော် Rangoon Sport Run Channel အတွက်ဧည့်သည်တော်တယောက်ရောက်ရှိနေပါတယ်သူကတော့ဒီ Mobile Legend ပရိသတ်တွေအလုံးသိတဲ့ Yellow Flash YF ပဲဖြစ်ပါတယ်မင်္ဂလာပါဝမ်။မင်္ဂလာပါ။ချက်တော့မိတ်ဆက်ပေးပါအောင်ပေးပါ။အော်ကျွန်တော်ကတော့ yellow flash ပါကျွန်တော် အခုလက်ရှိ player live မှာနားသွားပါပြီခင်ဗျာဒီလက်ရှိ player live မှာနားသွားပြီဆိုတော့ဒီဟာလေးအရင်စပြောမယ်ဆိုပြန်ပြီးတော့ဝင်လာဖို့ရှိရောမလားဒီ player live ပြန်ပြီးဝင်လာဖို့ကြတော့လို့ short တော့ short နေတာပေါ့လေသိရမလားဒီဒီ game နဲ့ပဲဒီ game နဲ့ပဲ short ပြီးတော့ကြီးကြီးကြီးခဲ့လာဆိုတော့ short တော့ short နေတာလေကျွမ်းဝင်လာအမေလဲလို့အချိန်နေရလို့အသက်အရွယ်နေထားရရောလို့ကလေးနေပြန်ပြီးတော့အဲ့လိုမျိုးအေးပြီးတော့ရှောင်းမှုရှိတော့လက်ရှိမှာဒီ20ပတ်ချလဲကလေးတွေအရန်ဆွမ်းနေတဲ့အချိန်မှာနော်ပြန်ဝင်လာဖို့ကရှင်းပြရင်တော့တစ်ချိန်မှာတော့အရန်ကောင်းခဲ့ပေမဲ့အခုချိန်မှာဆိုရင်တော့ လွယ်အောင်မယ်လို့ထင်လားဒီကလေးနေနဲ့ပြန်ဆော့ရမယ်ပေါ့ဆော့လို့ရှိရင်တော့ရတာရတယ်ဟိုကိုကိုကလည်းယုံတယ်ဒါပေမဲ့ဘယ်မှာတော့ကော့သွားလဲဘရိုအဲ့ passion passion ဖြစ်တဲ့ဘိုင်းမှာတော့ကော့သွားတယ်ဒါကတော့ကျတော့ဘာမှမသိဘူးလေသူတို့ဘာမှအဲ့ကလေးရောကလေးဘွားတော့လည်းဘာမှမသိဘူးကိုလေးအဲ့ရွယ်တော့ကလည်းဘိုင်းတို့အဲ့ရွယ်တော့ကလည်းအဲ့လိုလောင်ကျွမ်းနေတာပဲဒီမှာစိတ်သက်တည်းက champion ယူမယ်ခင်ချောင်း champion ယူမယ်ဒါမှသိရတယ်အဲ့လိုမျိုးအခုရွယ်မှာကျတော့တယ်လီနဲ့အဲ့လိုမျိုးကြီးလာတဲ့အချိန်မှာကျတော့အသက်ကြီးတဲ့ကွာဘယ်လိုမျိုးကြီးရအောင်ပြောတော့မဟုတ်တော့ဒီ player နဲ့ဆိုတော့ကြီးလာပေါ့အချိန်မှာကျတော့ မလဲတော့ဘူးလေသိမလားအဲ့ passion ဖြစ်တဲ့ဘိုင်းမှာကြာကောင်းနေထဲတာတဲ့ဘိုင်းဒီမှာကျတော့အရင်တော့အလိုမျိုးငယ်တော့အလိုမျိုး game မတီးမယ်အချိန်မယူမယ်ဒါပဲအလိုမျိုးတွေးနေလို့များတော့ဒီတခြားရွေးချယ်ကြရများလာတဲ့အချိန်မှာဒါကတော့ဒီ game သမားဒီဒီ mobile legend မှမဟုတ်ဘူးပေါ့ဒီ game တော်တော်များများမှာရှိတဲ့ pro player ရဲ့အတွေ့အခက်အခဲပဲပေါ့ဒီအသက်နည်းနည်းလေးရလာတဲ့အချိန်မှာလှုပ်ချင်တိုင်းလှုပ်လို့မရတော့တဲ့ဟာပေါ့အရှင်လိုမျိုးအဲ့တော့ဒီနောက်တစ်ခုအနေနဲ့မေးချင်တာပေါ့ဒီ ဂိမ်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဂိမ်းကိုအဲ့လိုမျိုးဒီ pro live ထိချောင်းအောင်ဘယ်လိုစပြီးတော့ဆော့ဖို့စဉ်းစားခဲ့တာလဲဒီဂိမ်းတွေကိုဘယ်လိုရောက်ခဲ့တာလဲ pro live ထိရောက်ဖို့အဲ့လိုမျိုးစဉ်းစားခဲ့တာမရှိဘူးဂိမ်းခြားပေါ်တွေကအဲ့လိုမျိုးအဲ MBA တွေ professional league တွေခြားအဲ့လိုမျိုး pro player group ဘာကြီးကအဲ့လိုမျိုးမသိခဲ့ဘူးဒီဂိမ်းခြားပေါ်တော့ကတော့အရင်တော့ကတော့ကျွန်တော်တို့ငွေတော့ကတော့အဲ့ Dota တွေပါရှော့တယ် Dota ရှော့တယ်အဲ့လိုကောင်းတာတွေပါပြစ်တယ်အဲ့လိုမျိုးမှ Dota ကိုပူကြိုက်တယ်ဗောနော်အဲ့လိုအဲ့ multiplayer online battle game ကိုပူကြိုက်တယ်ဗောနော် အဲ့လို5 5ဂျုံရတဲ့ game နေ short တဲ့အချိန်မှာအဲ့လိုဖုန်းလေးတွေမှာပေါ်လာရဲပေါ့နော်5 5ဂျုံကြီးရဒီဘက်က9ရဟိုဘက်က9ရဆိုတဲ့အချိန်မှာ internet ဆိုင်လည်းတွားကြမလို့ကိုဖုန်းနဲ့လည်းကို short လို့ရတယ်အဲ့ဒါတကယ်တည်းကညှိုးပြီးတော့အဲ့လိုမျိုး shot short ဖြစ်သွားတာပေါ့နော် shot short ဖြစ်နေတယ်ကြိုက်သွားတယ်နောက်ပိုင်းကျတော့ short short ရင်းနဲ့အဲ့လိုအဲ့ game ကလည်း update တွေမြင်လာတဲ့အမြအဲ့လိုမျိုး game က short တာပို့ပြီးတော့ short တာပျော်လာတယ်အဲ့လိုမျိုးအချိန်မှာပြ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 နဲ့ပဲ pro player light တွေရောရမသိပြောက်လာလူမျိုးရောက်လာလဲဆိုတော့အဲ့ အမီရယ်စင်1တော့ပါဘောနော်စင်1တော့ကျတော့ဂိမ်းရနားနေကျွန်တော်ဂိမ်းရနားနေဒါပေမဲ့အဲအမီရယ်ပရိုလီးပေါ်လာပြီးတော့အဲ့ဒါနဲ့ဆရာကြီးကလည်းအဲတော့လာခေါ်တော့ဘောနော်အဲ့ချိန်မှာတည်းဆရာကြီးနဲ့ကဆရာကြီးကအဲ့ချိန်မှာတည်းလာဆက်သွယ်ခဲ့ပြီးဩအဲ့ဒီအဲ့တော့ကျတော့ကျွန်တော်ကအားဆုံးမှာမလျှော့လာအဲ့တော့ကျတော့ဒါပေမဲ့နားဝိုင်းဒါကဂိမ်းဂိမ်းနားလာပြီဗျာဂိမ်းနားလာတဲ့အချိန်မှာပြန်ပြီးတော့ရှော့တဲ့အချိန်မှာ တို့ကနေပြီးတော့လာရှော့ပေးပါပေါ့တို့တို့တင်ပါလို့မျိုး player တယောက်လိုလိုတို့လိုမျိုး right အရှင်တော့ဆရာကြီးက player အဲ player တယောက်လိုလိုလာရှော့ပေးခလို့အဲ့နဲ့အော်တော်ကြိုင်းဖြစ်တယ်တော်ကြိုင်းဖြစ်ပြီးတော့ action 1 view ရတယ် action 2ရောက်တော့ ice ကိုပြန်ကြွားပြီးတော့ရှင်2ရောက်မှအဲ့လိုမျိုးပြန်ပြီးတော့ short တယ်ချန်ပီယံပညာယူတယ်အဲ့ဒီ pro player ကမျိုးပါစီတယ်ချေးချသဘောမျိုးပဲဗျာသိရမလားဘယ်လိုပဲဖြစ်ဖြစ်ဘောလုံးမိုင်းအနေနဲ့ကြည့်လို့ရှိရင်လည်းလာရှော့ပေးရတယ်ဒီတင်းနဲ့လှုပ်လှုပ်ပေးရတယ် short ပေးရတယ်ချေးချသဘောမျိုးပဲဗျာအဲ့လိုမျိုး pro player ကိုချဖြစ်လာတော့ ်အပြည့်အစုံတူးပြီးမှပေါ့နော်အဲဒီဝိုင်းကြီးရှားရောက်မှပဲအဲ့လိုမျိုးသဘောမျိုးဖြစ်လာတာ Pro player ဒါပေမဲ့ဒီဝိုင်းကြီးရှားရောက်မှ Pro player အနေနဲ့စဖြစ်တယ်ဆိုပေမဲ့လက်ရှိဒီမြန်မာနိုင်ငံမှာ MPN နေအချိန်မောင်းများဆိုတာကျင်းပခဲ့တယ်မှာမှာရှာရှာပပဒီ 1F2 လောက်ပဲဒီ champion ဖလားကိုဂျားပြက်လူယူနိုင်ခဲ့ပဲပြောရမှာပေါ့ဘာလို့လဲဆိုတော့ဂျန်နဲ့အချိန်တိုင်းကဒီဘာမီစကိုပဲအကျူသွားခဲ့တာတွေပဲများတာ哦အဲ့တော့ဒီအဲ့ဒီနှစ်မှာရောဘယ်လိုပြောရမလဲဒီအဲ့ဒီအသင်းနဲ့ပတ်သက်ပြီးအခက်အခဲတော်တော်ရှိခဲ့လား အဲ့တော့ကျတော့ကျတော့ချင်မြန်ယူမှန်းတာမို့ကျတော့ကကျတော့အဲ့တော့ဘာလဲကတော့အဲ MBA ရှင်တူတော့ကကျတော့ဘယ်လိုလဲကတော့အဲ DK တို့ဘာတို့ကလည်းသူ့ player ထောက်ကုန်ပြီသူ့ရဲ့ team mate တွေအဲ့ဒီဟိုဟာ kit တို့ဘာအကုန်လုံးလည်းမရှိဘူးဟိုဟာ MSN ရောက်တဲ့ယူကရောက်အောင်နောက်မျိုးဘာလည်းမရှိတော့ဘူးအဲ့လိုရောက်တဲ့ယူကရောက်ပွဲပြားနေတဲ့အချိန်မှာကျတော့ကျွန်တော်အဲ့အတင်းကိုပြန်ပြီးတော့ပြန်ဆောင်အောင်လို့ဆိုကျွန်တော်ချပြောခဲ့လို့ပဲဆောင်အောင်လည်းဘာဖြစ်ပါဦးသိမလားငါတို့ချင်မြန်မဖြစ်လဲရတဲ့လောက်ပေါ့သိမလားဆောင်နေရပြီးရပဲငါတို့ဂိမ်းမာတွေဆောင်နေရပြီးရပဲပြီးတော့အဲ့လိုမျိုးပဲချပြီးချော့ခဲ့တာဒါပေမဲ့ အဲ့ regulation တော့တော့ရုံးငယ်ရုံးငယ်ရက်ကန်ရက်ကန်နေပေါ့နော်ဟိုသိန်းရှုံးလိုက်ဒီသိန်းနိုင်လိုက်ဟိုသိန်းရှုံးလိုက်ဒီသိန်းရှုံးလိုက်နေအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ play off ရောက်တဲ့အချိန်မှာရတော့မတူတော့ဘူးအဲ့အချိန်မှာ play off ရောက်တဲ့အချိန်မှာမတူတော့ဘူးဘယ်လိုမတူတော့လဲဆိုတော့ငါတို့ဒီဘက်နိုင်သွားလို့ရှိရင်ငါတို့နိုင်ရသားသွားမှာပဲနိုင်ရသားသွားမှာ flipping သွားမှာနိုင်ရသားသွားမှာအဲ့တော့ဒီဘက်နိုင်ရပြီကွာဒီမှာကျွန်တော်တို့ champion ဖြစ်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 ရှင်းဝင်ကားတော့ဝန်နိုင်အောင်ကျုံးသွားပြီအဲ့ဒါနဲ့ကျုံးလိုက်တဲ့အချိန်မှာ fight final ရောက်သွားတယ် final ရောက်သွားတော့လေအောင်မသိတော့ဘူးကွာသိရမလားငါတို့ဒီဒီထီတော့ရောက်လာပြီနောက်လဲကြည့်ကြမရှိတော့ဘူးအဲဒါသွားနေပြီသိရောရှေးုံးနဲ့တကျုံးနဲ့ဝါပြီတော့အဲ final ဘာလို့ကျုံးလိုက်တာပေါ့နော်အဲ့ဒါနဲ့ပဲချန်ပီယံဖြစ်သွားတယ်ပေါ့ဒီဒါကတော့ဒီချန်ပီယံဖြစ်ခဲ့တဲ့တပိုင်းပေါ့ဒီနောက်ပြိုင်ပွဲတော်တော်များများမှာဒီ wife ပြောင်းဆော့ခဲ့တဲ့ mighty sea ရှိမယ်ဖယ်ကွန်ရှိမယ်ဒီအသင်း wing ရှိမယ်ဒီအသင်းနေနဲ့ပတ်သက်ပြီးတော့ပေါ့ဒီဘယ်လိုပြောရမလဲဒီတချို့ fan တွေတင်စားတာရှိတယ်ဒီဟွာပေါ့ဘယ်လိုပြောရမလဲဒီတင်စားတဲ့စကားဆိုဒီဘယင်မဖြစ်ခဲ့တဲ့အင်ရှိဆန်ဒီအသင်းပေါ့ နောက်ပြဆိုအကျိန်တော်တော်များများ final ကိုရောက်ခဲ့ရတဲ့အားဒီ champions ကိုထပ်မယူနိုင်ခဲ့တော့တဲ့အပေါ်မှာရောအဲ့ဒီတုန်းကစိတ်ခံစားချက်တွေနဲ့ပတ်သက်အခက်အခဲတွေပေါ့နောက်ဆုံးဘလိုပဲဖြစ် feeling ရှိမှာပဲဒီအကျိန်ရောက်တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အဲ့ဒီအပေါ်မှာဘလိုဆက်ပြီးတော့ဒီကိုကို motivate ပေးခဲ့ရမျိုးရှိလဲအဲ့လိုမျိုးတော့မရှိခဲ့ဘူးကျွန်တော်အဲ့ဒီကျွန်တော် final တက်ခဲ့တဲ့ကာလာတစ်ချောင်းလုံးကဝယ်နိုင်နိုင်တဝဲပဲရှုံးခဲ့တာဗျာဒီ final ရောက်ရင်ဆိုတော့ final ရောက်တဲ့နောက်ဆုံးဟိုကမက်တက်ရှိနေဝင်မှာပေါ့အဲ့ဒီ m5 m5 လား m6 လား အဲဝဲဖိုင်နယ်တိုင်မှာကျွန်တော်ကျင်းနေပေါ့ဒီမှာကိုကိုဖီနဲ့နေပြည့်ရှိတယ်ကိုဖီနဲ့နေပြည့်ရှိတယ်ကျွန်တော်ပရိသတ်တွေကစအကုန်ထင်တာဒီမသိစီဒီနှစ်တော့သွားရပြီဆိုတော့လောကကိုဖီနဲ့ပြည့်ရှိခဲ့တာဗျာလေပြည့်ရှိခဲ့တဲ့အချိန်မှာအဲနှစ်ပွဲတိလည်းနိုင်ဘွားပြီနှစ်ပွဲတိလည်းနိုင်ဘွားပြီအဲအချိန်မှာချင်းချင်းသုံးဝက်ပြန်ရှုံးသွားတာနှစ်သုံးဝက်ပြန်ရှုံးသွားတဲ့အချိန်မှာချောင်းဖြစ်အဲ့ဒီမှာဟိုမှာဖြစ်သေးဘူးနှစ်ပွဲလောက်ပြန်ရှုံးတဲ့အချိန်မှာအကုန်လုံးက နည်းနည်းသိရမလားပရက်ရှာမဝင်ဘူးခုနကမှဆိုးရိမ်သာပြူလာပြီးတော့စိတ်ထဲမှာဟိုဖြစ်လာပြီစိတ်ထဲမှာသိရမလားကတိတောက်ဖြစ်လာပြီငါတို့ဒီဘက်ကြီးရှုံးတော့မှလာဘာလဲညာလာခုတော့ဘာလို့လဲဆိုတော့ကန်တော့ဂျက်ရှင်တို့ကအဲတုန်းကကျတော့တို့ကဒီဘက်အရေးရှိတွေမှာ MSC တို့သိရမလား F5 တို့လား F5 တို့မှာလဲတို့ကအဲ5နေဒီမှာတို့ကရှုံးသားပြီးသားရှုံးသားပြီးသားခုတော့တို့မှာ trauma ရှိတယ်အဲ့လိုမျိုးချင်းမှာတို့ကောင်းနေမှာလဲဒီတွေးတွေဝင်လာပြီအဲ့ဒီမှာကိုကလည်းရောရောင်ပြီးတော့သိမလားငါတို့ရှုံးတော့မှလားမသိဘူးပဲအဲ့လိုမျိုးဝင်ဝင်လာတဲ့တွေးတွေပေါ့ရှိရှိတယ်ပေါ့နော် အဲ့အဲ့ဒါတော့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးရှုံးခဲ့တယ်ဗောနောနောက်ခုမှပြွဲပြီးမှတော့အဲ့ဒီရှုံးခဲ့ပြီးတဲ့အချိန်မှာတော့နားလိုက်တယ်ဗောနောကျွန်တော်လည်းအဲ့ဒီ pressure line တွေကတော်တော်လေးများတာလည်းပါတယ်အသက်လေးလည်းနည်းနည်းကြီးတာအချိန်မှာဂျာရွေးရဲဂျာတွေပို့ပြီးတော့တွေးဖြစ်တာလည်းပါတာကြောင့်မလဲပါဗောဒီ pro life ကတော့ပုံမှန်အပြင်လူကြည့်ရင်တော့ octagon ကြီးဆော့ယုံလောက်ပဲလို့ဆိုမှာဒါပေမဲ့တကယ်တမ်းမှာတော့အထက်ပိုတဲ့ pressure တွေရှိတယ်ဆိုတော့ဒီနောက်ဆုံးဘလို့ပဲဖြစ်ကိုယ်ကဂိမ်းထဲမှာဒီ record ပြမိတာအစားအပြင်မှာဆဲစရာဖြစ်လာတာမျိုးအဲ့လိုမျိုးဗောဒါကတော့ဒီအရင်ကဒီရှုံးခဲ့တဲ့အပိုင်းဗော ဒီလိုမျိုးနောက်တစ်ခုကျွန်တော်မေးချင်တာဒီဘာရှိမလဲဆိုတော့ဒီဂိမ်းဆော့ခဲ့တုန်းကဒီအမှတ်တရအနေနဲ့ဒီဘာရှိမလဲဒီအသင်းဘော်တွေတင်မိတွေကြအခက်အခဲမျိုးတော့လကောင်းဒီအမှတ်တရတော့လကောင်းအဲ့မျိုးဆိုရောဘာရှိနိုင်မလဲကျွန်တော်အမှတ်တရဆိုလို့ရှိရင်တော့အဲ့ဒီ ABN ရှင်သူကအမှတ်အမှတ်တရဖြစ်ဆုံးပဲပေါ့နော်။ရှားအဲ့နိုင်ငံရဲ့ movement တွေအများကြီးလည်းရှိခဲ့တယ်။နိုင်ငံရဲ့ movement တွေအများကြီးပါ။အဲ့ဖန်ကွန်မှာလည်းတောက်ချောင်းချန်ပီယံတင်ခဲ့တယ်လို့ တခြားအဲ့လိုဝိုင်းကြီးတို့ဘာလို့မှလည်းချန်ပီယံတခြားတေးသေးတေးသေးလေးရခဲ့ဘူးလားရှိတယ်။ဒါပေမဲ့အဲ့လိုမျိုးမတ်တရားဖြစ်ဆုံးရင်းထဲမှာကြံငယ်ကုန်အဲ့ moment ကတော့အဲ့ MBS in 2ပဲ။ဘာလို့လဲဆိုတော့မထင်သားမဲ့ကိုကိုလည်းမထင်သားဘူး။ပြိသိတ်လည်းမထင်သားဘူး။ဘူးမမထင်သားတဲ့နေသားမျိုးမှာကိုရီးယားအဲ့လိုချန်ပီယံဖြစ်သွားခဲ့တာကတော့အဲ့ moment ကတော့မတ်တရားဖြစ်ဆုံးပါ။ဒီပေါ့ fan တော်တော်များများဆိုလဲဒီ YF ကိုဒီအားပေးကြတယ်ပေါ့ဒီ YF ရဲ့ဒီ EHB လိန်ဆော့တဲ့ဒီ play style ကိုကြိုက်ကြတာများတယ်ပေါ့အဲ့တော့ဒီ game streaming ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီပြန်လာဖို့ရှိအောင်မလားဒီ pro live ဖြစ်မလားနဲ့ပြတ်တော့လာဖို့ရှိပါတယ်ဟောဒီအဲ့ဆိုရင်တော့ဒီပရိသတ်တွေအနေနဲ့တော့ဒီ YF ကိုပြိုင်ပွဲတွေမှာမတွေ့ရပါပဲဒီ streaming entertainment ဘိုင်းတွေမှာတော့ပြန်တွေ့နေရအောင်ပါပေါ့အဓိကအဲ့ pro live ကိုသွားနေရတဲ့အချိန်မှာ pro live က short နေရတယ်မတူဘူးဗျာမတူဘူးဗျာလေအဓိကကောင်း passion passion နဲ့ဖြစ်နေမှာရ passion နဲ့ဖြစ်နေမှာရပါဘယ်လိုတော်ကိုကျွန်တော်တည်လိုက်တဲ့အချိန်မှာဘယ်အချိန်မှာတည်လဲဆိုတော့ အရင်ကွာသွားတာဗျာဒါအရင်တော့ဆိုလို့ရှိရင်အဲ့အရင်တော့ MBA ရှင်တူးတော့ဆောက်တော့ဆိုလို့ရှိရင်အဲ့တဲတော့တင်ရှုံးတယ်ဗျာချားလူရလောင်းလောင်းနေမယ်အဲ့ရှိသားကြီးတော့ဘာဖြစ်ဘူးငါတို့ experience ရအတွေ့အကြုံရတယ်အဲ့လိုမျိုးအဲ့လိုမျိုးတွေးနိုင်တယ်ဗျာဒါအဲ့လိုမျိုးတွေးနိုင်တယ်အဲ့နောက်ပိုင်းမှာကျတော့အဲ့လိုမျိုးမတွေးနိုင်တော့ဘူးအဲ့လိုမျိုးမတွေးနိုင်တော့ဘူးသိရမလားဟောဒီဘက်ရှုံးပြီဆိုလို့ရှိရင်လောင်းလာပြီကိုပါလောင်းလောင်းထက်လာပြီအဲ့တော့ကျတော့ပရှင်ပရှင်စားဖြစ်ခါကြတော့ကျတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့ကိုကလည်းကိုကိုလည်းတည်တယ်ဆိုတော့ကိုနေထားလဲကိုစင်လဲကိုတည်တယ်ဆိုတော့အဲ့တော့ကျတော့မလောင်သေးဘူးအရှိရေသိရမလားတွေးကြုံယူမယ်ပညာယူမယ် ဲ့လောက်အဲ့ရနေပြီးတော့ချန်ပီယံလေးပါနေဖြစ်လာတာသိရမလားနည်းနည်းပါဘွာဖီးရတက်ပြီးတော့လေလောင်လာရောသိရမလားဘောင်းဒီသေးကိုရှုံးသွားတာလည်းသိရမလားအဲ့ရနေတစ်ဆင့်နောက်ပိုင်းလုံးဝပရှင်မရှိတော့တဲ့အချိန်မှာကျတော့ကွဲကွဲသွားတာပြီးတော့ငါတို့ဒီဘွဲကိုရှုံးသွားတယ်ရှုံးပေါ်မှာဖြစ်လေရှုံးပေါ်နောက်ဘွဲဆက်ဆုံးမယ်ပါလေနောက်ဘွဲဆက်ဆုံးမယ်အေးဟုတ်ပြီထချုံနေအေးချုံပေါ့ဟုတ်အဲ့ဒီအဲ့လိုသွားတာပြာသိရစိတ်ကလုံးဝအဲ့လိုအပြောင်းလဲဖြစ်သွားတဲ့အချိန်မှာမရတော့ဘူးလို့ငါဒီ game ပေါ်မှာ ချောက်လာတော့ချောက်ကျင်နေရပေမဲ့အဲ့လိုမျိုးနိုင်ငံရှိပြင်းများမှုကရင်တော့လောက်ပြင်းတော့ဘူးတာနဲ့အဲ့လိုမျိုးဖြစ်သွားပါဘူးနော်အဲ့လိုမျိုးနားလေတော့ပုံမျိုးပေါ့အဲ့ဒါကြောင့်ဒီလိုစော့ယုံလောက်ကလွှဲရင်ဒီပြိုင်ပွဲကြီးအနေနဲ့ဒီ serious စော့တဲ့ပုံစံမျိုးမှာတော့ပြန်မလာတော့ဘူးပေါ့